မင်္ဂလာပါရှင်ခொနည်းရဲ့လေးလာမှာ73ရဲ့လေးလာတပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးပါပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့လိမ့်လေလှည့်ပြားခြင်းနေခံရတတ်ပါတယ်ဒါကြောင့်ခရူးဆိုင်ပါနော်တမိုးကြီးသောပစ္စည်းများထွက်တတ်ပါတယ်မိတ်ဆွေကအရန်ကောင်းပါတယ်မိတ်ဆွေဆရာသမားများရဲ့ကူညီ မာဇာမူတွေနောက်ထောက်ပံ့ကောင်းပေးတာမျိုးတွေရရှိစေပါပဲဖြစ်ပါတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရများအဆင်ပြေပါလိမ့်မယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေရင်ပူပန်ရတဲ့အရာလေးတွေကြုံရမှာပဲဖြစ်ပါတယ်။ဆိုးွားတဲ့ရန်အတိုက်ခိုက်လုံးဝမရှိပါဘူးရှင်။ အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်မယ်လူကြည့်လူကင်ပေါ်မယ်အခြေသစ်တွေတွေ့ရတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်ကောင်းသောပြောင်းလဲခြင်းတွေပြောင်းလဲလာမယ်အိမ်တော်ကြီးတစ်ခုလိုလည်းတွေ့ရပါတယ်ကျမကြီးနဲ့ပတ်သက်ရင်ခဏခဏခြူချာနေမှာပဲဖြစ်တယ်ဖြစ်လိုက်ပြီဆိုရင်လူကအကျိုးတွေကိုယ်တွေလက်တွေကြိုက်ခဲပြီးတော့နာကျင်နေတာမျိုးမလုပ်ချင်မကင်နေတာမျိုးတွေဖြစ်တတ်ပါတယ်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့ ကိုလုံနေရမယ့်အရာလေးတွေမှာကိုသည်အပူပင်လေးတွေနဲ့မြင်မြန်ဆန်းဆန်းတွေးတောပြီးတော့မှလုပ်ကြရတဲ့အရာလေးတွေကိုတွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့ကံအားကောင်းပါတယ်။ထီထိုးကံဆန်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီထိုးကံဆန်းလို့ရပါတယ်။ဝေကြီးလလာဘာနဲ့ပတ်သက်ပြီးတော့ရှင်လန်းမေတို့ပေမဲ့ကိုကကြီးကဲသူတွေကိုပြန်ပြီးတော့ပံ့ပိုးပေးရတာမျိုးထောက်ပံ့ပေးရတာမျိုးကြောင့်လက်ထဲမှာငွေမမြဲတာမျိုးတွေ့ရတတ်ပါတယ်။ အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါအတိုက်ခိုက်တီနဲ့ပြောဝဆိုရလောက်ရကန်ရတဲ့အရာတွေကိုတွေ့ရပါတယ်။ဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရည်ရည်အကောင်းလေးပေးချင်ပါတယ်။တနင်္ဂနွေသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရည်ရည်ကမိမိအနေနဲ့တိလရှင်ကျောင်းလို့เนาะဆရာလေးတွေကိုစံရည်နောက်ပြီးတော့စီးရည်လူတန်းချင်းဖြင့် မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်နေသွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။ခုနှစ်ရက်လေးလာမှာ73ရက်လေးလာတပတ်တာတနင်္လာသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကလည်းစတင်ဖော်ပြပေးပါမယ်ဖြစ်ပါလေ။တနင်္လာသားသမီးချင်းမိတ်ဆွေ အလုပ်ကံအရန်ကောင်းနေဘာလေးပဲရည်ရွယ်ရည်ရွယ်ရည်ရွယ်တဲ့ကိစ္စအကောင့်တဲ့ပုံမေးစတင်လုပ်ဖြစ်ရင်လည်းအဆင်ပြေမယ်လို့တွေ့ရပါတယ်။တမိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်။ မိတ်ဆွေကံဆရာသမားကံအရန်ကောင်းနေပါလေအိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်များအဆင်ပြေမေအကူအညီထောက်ပံ့ကောင်းနေလေရရှိစေမယ်လို့တွေ့ရပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့စိတ်ဝမ်းကွေးတာမျိုးတယောက်နဲ့တယောက်အမြင်မကြည်တာမျိုးတွေဖြစ်တတ်ပါတယ်စိုးရတဲ့ရန်အန်ရည်လုံးဝမရှိတဲ့အပြင်မိမိကိုအဖက်ဖက်ကနေပြီးတော့ပံ့ပိုးမှုကူညီမှုထောက်ပံ့မှုရရမှာပဲဖြစ်ပါတယ် အချီးနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့နန်းခွဲရတဲ့အဒီဖြစ်တတ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမကြခြင်းအလိုမကြခြင်းနဲ့တယောက်နဲ့တယောက်အမြင်မကြည့်တာမျိုးတွေကြုံရတတ်ပါတယ်။ကျမ်းမိုင်းနဲ့ပတ်သက်ရင်တော့ခါနာမေမိန်းကလေးဆိုရင်မိရဲ့နဲ့ပတ်သက်တဲ့ဝေဒနာကိုခံစားမိယောက်ျားလေးဆိုရင်အကြောတွေလုံးဝမကောင်းတာမျိုးဖြစ်တတ်ပါတယ်။အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ ကိုသည်အဖက်ဖက်ကနေပြီးတော့မှတခုမဟုတ်တခုကိုကိုသည်လုပ်ပေးရမဲတို့၊ကင်ပေးရမဲတို့၊ဒါလေးတော့ဖန်ပြီးပေးရမဲတို့ဒီလိုစိတ်တည်သွင်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့မအေးချမ်းသေးဘူးလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့ကံအားကောင်းပါတယ်။ထီထိုးကံစမ်းခြင်းနဲ့ဆိုရင်တော့ငါးတလုံးထီထိုးကံစမ်းလို့ရပါတယ်။ ဝင်လာတဲ့ငွေကြီးတွေကလက်ထဲမှာလုံးဝမမြင်ဘူးအဲ့တော့ငွေမြဲစီဖို့ဆိုလို့ချင်းဆရာမဒီရနေပြီးတော့ရေဒီယာလေးပေးပါမယ်ဝင်လာတဲ့ငွေတွေမြဲမြံစီဖို့အတွက်ကိုရေဒီယာလေးလှုပ်စီချင်ပါသည်အောင်နဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါမှာမိမိသည် ကိုယ်ကိစ္စထက်သူများကိစ္စကိုပို၍ပူပန်နေရမယ်လို့တွေ့ရပါတယ်။ဒီတော့တနင်္လာသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စီတဲ့ရည်ရွယ်ကောင်းလေးဆရာမပေးချင်ပါတယ်။ တနင်္လာသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရွက်ရမယ်ယရိယာကဒါငွေလဲမြေးစီတဲ့ယရိယာလည်းဖြစ်တယ်။နောက်ငွေကြီးနဲ့ပတ်သက်ပြီးစကားပြောဆိုရင်လည်းအောင်မြေစီတဲ့ယရိယာလည်းဖြစ်တယ်ပေါ့နော်။အဲ့တော့ငါးတွေကိုအစာကျွေးရမှာပဲ ဖြစ်ပါတယ်။အဲ့တော့ငါးစာကျွေးပြီးတော့ကုသိုလ်ယူခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေးရပါတယ်ရှင်။မင်္ဂလာပါရှင်။ခုနှစ်ရဲ့လေးလမှာ73ရဲ့လေးလတပတ်တာ အင်္ဂါသားသမီးချင်းပိဆွေရဲ့လုပ်ကင်ကနေစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးချင်းပိဆွေအလုပ်နဲ့ပတ်သက်ပြီးတော့အစိုးရပူပန်မှုတွေကြုံရမှာဖြစ်ပါတယ်။တာမိုးကြီးတော့ပြည်စီများထွက်တတ်ပါမလို့။မိဆွေကံတော့ကောင်းပါတယ်။ဆရာသမားနဲ့ကိုနဲ့ကြားထဲမှာကြည်ကြည်မမကိစ္စတခုကိုအလုပ်ကင်နဲ့ပတ်သက်တဲ့ကိစ္စကိုပြောရရှိပါတယ်။အဲ့ဒီအခါမှာမိမိဘက်ကစုံပြည့်ချက်ကိုခိုင်ခိုင်မာမာချဖို့လိုအပ်ပါတယ်။ အိမ်နဲ့ပတ်သက်တဲ့ကိစ္စရမြအဆင်ပြေအောင်မြင်မယ်လို့တွေ့ရပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့ဆွေရီတော့ကတွေ၊ဗျာပါရတွေပူပန်မှုတွေများနေရမှာပဲဖြစ်ပါတယ်။ဆိုးရတဲ့ရန်အနေရဲ့လုံးဝလုံးဝမရှိပါဘူးရှင်။အချီအင်းနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းခြင်းလူရှိလူခင်ပေါ်ခြင်းလို့တွေ့ရတယ်။အိမ်တော်ရင်းနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်ကအခြားတယောက်နဲ့အဲတန်တရားဖြစ်စရာဒါမျိုးတွေဂျုံဝတ်တတ်တာပဲဖြစ်ပါတယ်။ ကျမရင်းနဲ့ပတ်သက်ရင်တော့အမြဲတမ်းဥကောင်းကမူးနှောင်းနှောင်ဖြစ်နေတာလူကနေလို့ထိုင်လို့မကောင်းတာမျိုးလေးတွေဖြစ်တတ်ပါလေ။အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ကိုသည် အလုံးလုံးဝတဲ့အခါမှာစိတ်ညစ်စရာဆိတ်ရှုပ်စရာပူပန်မှုတွေနဲ့တစ်ခုပြီးတစ်ခုဆက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့မအေးချမ်းသေးဘူးလို့တွေးရပါလေ။ကံနဲ့ပတ်သက်ရင်တော့ကံအားကောင်းပါလေ။ထီထိုးကံစမ်းခြင်းနဲ့ဆိုရင်တော့နှစ်တလုံးထီထိုးကံစမ်းလို့ရပါလေ။ ငွေကြီးနဲ့ပတ်သက်ပြီးတော့ပြောရင်ရရင်ဒါမျိုးတွေကိစ္စရှိတယ်ဆိုရင်ငွေကြီးကိစ္စတွေစကားပြောဆိုရင်အောင်မြင်စေတယ်လို့တွေ့ရပါတယ်။အောင်မြင်တဲ့ပတ်သက်ပြီးတော့အတိုက်ခိုက်ကြာနေပြီးတော့ဗာလိပဲပြောပြောဗာလိပဲလုံးလုံးအမြင်နဲ့ကိုကထွေးဖောက်ပြီးတော့အောင်မြင်စေပဲတပတ်တာလို့တွေ့ရပါတယ်။ဒီတော့အင်္ဂါသားမင်္ဂလာပါရှင်။ခုနှစ်ရက်လေးလမှ73ရက်လေးလတပတ်တာဗုဒ္ဓဘုရားတပည့်ချင်းမိတ်ဆွေရဲ့လောက်ကင်ကနေစတင်ဟောပြောပြပါပဲဖြစ်ပါတယ်ရှင်။ ဗုဒ္ဓဟူသာသတိချိမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့နှမျိုးနှစ်ခွစဉ်းစားဆုံးဖြတ်ချက်ချရတာမျိုးလေးတွေကျွမ်းဝတ်တပါတယ်။တန်မိုးကြီးသောပစ္စည်းများဝင်လာမှာပဲဖြစ်ပါတယ်။မိတ်ဆွေကအရန်ကောင်းပါတယ်။မိတ်သေးဆွေတွေလည်းထပ်ပြီးတော့ပေါ်မင်းမိတ်ဟောင်းတွေနဲ့လည်းတွေ့ဆုံပြီးတော့မှလုပ်ငန်းလေးကြီးစကားပြောရတာမျိုးကျွမ်းဝတ်တပါတယ်။အင်္ဂိစာနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာဆိတ်ရှုပ်စရာတွေကျောင်းရမှာပဲဖြစ်ပါတယ်။ ဆွေမျိုးသားချင်းအတွက်စိုးရိမ်ပူပန်ရတာမျိုးလေးတွေ့ရပါတယ်။ဂျန်အတိုက်ခိုက်ဆူဆူဝါရှိတယ်တတိထားပါနော်။အခြေအနေပတ်သက်ပြီးတော့ပြဿနာတွေဖြစ်တာရံများတာအချက်တကွဲကျိုးနေဖြစ်တာကြုံရတတ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့မိမိအိမ်တော်ဘက်ကျမ်းမာရေးမကောင်းတဲ့အတွက်ကြောင့်စိတ်တော့ကများမှာပဲဖြစ်ပါတယ်။ဘုဒ္ဓဥဒသမီးရဲ့ကျမ်းမာရေးကတော့ခဏခဏချူချာနေတာပဲဖြစ်ပါလေ အေးချမ်းမှုရင်းချမ်းမှုလုံးဝမတွေ့ရပါဘူးရှင်။ကံနဲ့ပတ်သက်ရင်တော့ကံအကောင်းပါလေ။ထီထိုးကံဆဲခြင်းနဲ့ဆိုရင်တော့လေးတလုံးထီထိုးကံဆန်လို့ရပါလေ။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ဝင်လာမစိတ်တဲ့တဲ့ရရှိပိုင်ဆိုင်စေဘက်တပတ်တာလို့တွေ့ရပါတယ်။ဆိုရင်ပူပန်မှုတွေဘာတစ်ခုမှမရှိဘဲနဲ့မိမိလုံဆောင်အောင်ပဲကိစ္စကိုဒီဇိုင်းမပတ်နဲ့စိတ်ထဲမှာတင်းကျပ်နေတာ၊မိုးကျနေတာ၊ဖိစီးနေတာမရှိဘဲနဲ့ရင်းရင်းဝင်းဝင်းလှုပ်ရှားရှိတာကိုလုပ်လိုက်ပါ အဆင်ပြေပါလိမ့်မယ်။ဒီတော့ဗိုလ်တော်ဦးသားသမီးချင်းမိတ်ဆွေတို့အတွက်ကံတော့ဖန်ဖြစ်စီတဲ့ယရိယာကောင်းလေးဆရာမပေးချင်ပါသေး။ဗိုလ်တော်ဦးသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ်ယရိယာကမိတ်ဆွေတငယ်ချင်းအပေါင်းအသင်းကိုရွှေရည်အီးလူရန်ချင်းဖြစ်မိမိခက်ခဲနေတဲ့တပတ်တာပြည်လေသွားမိတို့တွေ့ရပါလိမ့်ရှင်။မင်္ဂလာပါရှင်။ခုနှစ်ရက်၄လမှ၃ရက်၄လတပတ်တာကျန်တော်ပရိသတ်သမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်းကနေစတင်ဟောပြောပြပါပဲဖြစ်ပါတယ်ရှင်။ ဇာတာပိသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာဆိတ်ရှုပ်စရာမိုးကျက်စရာယဉ်ိမြုံတယ်မှုတွေဆိုရင်မြုံနေတာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မတွေ့ကြတာဒီလိုလေးတွေတွေ့ရမှာပဲဖြစ်ပါတယ်။တန်မှုကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေရဲ့ကူညီပါဆထောက်ပံ့မှုတွေရရှိစေမှာပဲဖြစ်တယ်။အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ကြီးကလေးပူပန်ရတာမျိုးလေးတွေတွေ့ရမှာပါပဲဖြစ်တယ် ရှင်ဘူးသွားကြီးစီရဲ့ပထင်ပတ်တဲ့အကူအညီကောင်းရဖို့ရှိနေပါတယ်။ရန်အန်ဒီရဲ့လုံးဝတိုက်ခိုက်မရှိပါဘူးရှင်။အခြေအနေပတ်သက်ပြီးတော့မိမိချစ်သူအပေါ်မှာစိတ်တိုင်းပဲကြခြင်းအလုံးမကြခြင်းဖြစ်တဲ့ဒီအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်အပေါ်မှာမိမိဒီအထင်းမြင်လွဲမှားမှုလေးတွေဒဇုံတရားရှိနေမှာပဲဖြစ်တယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့ခင်ဗျစိတ်ပါကိုကိုတိုင်းကကျမကြီးနဲ့ပတ်သက်ပြီးတော့အမြဲတမ်း တခြားရှောင်ဖြစ်တည်တာမျိုးဆေးဥစည်းကံပြတာမျိုးကြောက်မရိုက်ကြောင့်ဝေကုန်စီတာမျိုးအဲ့ဒါလေးတွေ့ရပါတယ်။အေးချမ်းမှုရေးချမ်းမှုမရှိသေးဘူးလို့တွေ့ရတယ်။ကံနဲ့ပတ်သက်ပြီးဆိုရင်မိမိကိုယ်တိုင်ကကံအားနည်းနေတာဖြစ်တဲ့အတွက်ကြောင့်ဗာလီပဲလုံလုံတတိနဲ့ဆင်ကျင်ပြီးတော့မှလုတ်ကင်စီချင်ပါတယ်။မဖြစ်မနေဒီတို့ကံဆန်းကျင်နေချမိတ်ဆွေဂျာတာရီတာသမီးဆိုရင်6တလုံးထီတို့ကံဆန်းလို့ရပါတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့ ကိုကိုတိုင်းကလည်းပဲငွေကြီးတဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံဖို့မလုပ်တဲ့အချိန်ကာလမို့လို့ဘာမှချီးတာငားတာပေါ့နော်ဒါလိုကိစ္စမျိုးတွေကိုရှောင်ရှားတင်ပါလေအလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါစိုးဝါးတွေပူပန်မှုမျိုးမတွေ့ရဘဲနဲ့မိမိကိုယ်တိုင်တော်၎င်းမိမိရဲ့ဆွေမျိုးသားချင်းတွေကတော်၎င်းဒီနိုင်ငံရေးချားပြပခီနဲ့ပတ်သက်ပြီးတော့ဟိုဆိတ်ရှုပ်စရာလေးတွေအဲခေါင်းရှုပ်စရာလေးတွေရှိတယ်။ဒါ့ပြင်အောင်မြင်သွားမယ်လို့တွေ့ရပါတယ်။ ဒီတော့ကြာတာပြီးသားသမီးချင်းမိတ်ဆွေတို့ကံအထောက်ပံ့ဖြစ်စီတဲ့ရေရာကောင်းလေးပေးချင်ပါတယ်။ကြာတာပြီးသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရေရာကဇေဒီတစုကိုသွားပါပြီးရင်ထီးအနီအောင်ဆယ်လက်ဒူရန်ချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည်လေပေါင်းပြီးလို့တွေ့ရပါတယ်။မင်္ဂလာပါရှင်။ခုနှစ်ရက်လေးလမှ73ရက်လေးလတပတ်တာတောက်ကြာသားသမီးချင်းမိတ်ဆွေရဲ့လုပ်ငန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။ တောက်ကြသားသမီးချမိတ်ဆွေအလုတ်ကံပွင့်ပေးအလုံးနဲ့ပတ်သက်ပြီးတော့အစီအပြေပေးအလုံးလုံးလို့ကိုအတွက်ကိုအင်တာဗျူးလာပဲဖြစ်ဖြစ်အလုတ်ကိုရှောက်ထားတာပဲဖြစ်ဖြစ်အလုတ်ကိစ္စအောင်မြင်မယ်လို့တွေ့ရတယ်။တံမိုးကြီးသောပစ္စည်းဝင်လာမှာပဲဖြစ်ပါတယ်။မိတ်ဆွေပေါင်းသင်းနေဆရာသမားကြီးရဲ့ကုညီမဆောင်ဖို့ကိုကြီးကြီးမားမားရဖို့ရှိပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့မိမိသည်အိမ်ဟာအကြီးကြီးတွေအတွက်နောက်ဆက်တင်ရတာမျိုးလေးကြောင့်ရတတ်ပါတယ်။ ရှင်မြို့သားချင်းစီမှတရင်ကောင်းလေးတွေကြားမှာပဲဖြစ်ပါတယ်။ဆိုးရတဲ့ရင်အနေနဲ့လုံးဝအလုံးဝမတွေ့ရပါဘူးရှင်။အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့ပြတ်သွားတာမျိုးနောက်ထပ်အချစ်သစ်တွေ့တာမျိုးရှိပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းပဲအိမ်တော်ကြီးလို့တွေ့ရတယ်။ကျောင်းမကြီးနဲ့ပတ်သက်ရင်တော့ကျောင်းမကြီးညံပါတယ်ဒီဥဆက်ပေးပါအဓိကတော့စစ်တေပြစ်တေကြိုက်တာခဲတာလေးတွေဖြစ်တတ်ပါတယ်။ အေးချမ်းမှုရေးချမ်းမှုတွေရောက်ရှိလာတဲ့တပတ်တောင်လူတွေတွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့အားနေပါတယ်။သူ့ပြင်ပဲထီထိုးကန်ဆယ်ချင်တယ်ဆိုရင်တော့ရှစ်တလုံးထီထိုးကန်ဆယ်လို့ရပါတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့ရရရှိတဲ့ကိစ္စလေးတွေနည်းနည်းခက်ခဲပြီးတော့မိမိဘက်ကနေပြီးတော့မှပြင်ရရှိတဲ့ငွေချင်းကိစ္စလေးဆိုရင်တော့ပြည်လဲစွာပြနိုင်မယ်လို့တွေ့ရပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါဘေးအရာကိုမှပြေပြေမှန်မှန်နဲ့ ဒုက္ခများစွာစိုးရိမ်ပူပန်မှုတွေဒီလိုမျိုးတွေနဲ့မရှင်းသန်ပဲတဲ့အီအီစီစီလေးနဲ့အရာရာကိုအကောင်းဖက်ကနေပြီးတော့မှပေါ်လာစီပဲတပတ်တာလို့တွေ့ရပါတယ်။ဒီတော့တောက်ကြသားသမီးချင်းမိတ်ဆွေတွေကံထောက်ဖက်ဖြစ်စီတဲ့ရေရရာကောင်းလေးဆင်မပေးချင်ပါလေ။တောက်ကြသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရဲမဲ့ရေရရာကမိမိအနေနဲ့တတဝါလေးတွေကိုအစာရေစာဝဝလေးလေးကျွေးခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။ င်္ဂလာပါရှင်ခொနီရဲ့လီလာပါ73ရဲ့လီလာတပတ်တာစနီသားသမီးချင်းမိတ်ဆွေရဲ့ဒုက္ကံကနေစတင်ဟောပြောပြမှာပဲဖြစ်ပါလိမ့်ရှင်စနီသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့အစဉ်ကြီးစရာဆိတ်ရှုပ်စရာအလုံးနဲ့ပတ်သက်ပြီးတော့မပြည့်လည်မှုတွေတစ်ခုပြီးတစ်ခုကြောင်းရောက်မှာပဲဖြစ်ပါတယ်တာမိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့ကိုကြီးမဆာဆောက်ရှောက်မှုတွေပြည်ပြဝဝရရှိစီမှာပဲဖြစ်တယ် အိမ်နဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်ဆရာမိုးကျဆရာအိမ်ကိစ္စလေးတွေစကားပြောဆိုရတဲ့အခါမှာမပြေလည်မှုလေးတွေကျောင်းဝတတာကျောင်းဝပါလိမ့်မယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့နောက်ဆနေအရန်တရံမှာပဲဖြစ်တယ်ရန်အတိုက်ခိုက်ရှိပါတယ်စိုးဝတဲ့ရန်အတိုက်ခိုက်ကိုတွေ့ရပါတယ်တတိထားပါနော်ချီနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းခြင်းလူရှိလူကင်ပေါ်ခြင်းတို့တွေ့ရပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အီချန်းတာယာမိတ်အိမ်တော်ကြီးပါ ကျမကြီးနဲ့ပတ်သက်ပြီးစိုးကြိုးလုံးဝမတွေ့ရပါဘူးရှင်။အေးချမ်းမှုငြိမ်းချမ်းမှုရှိသေးဘူးဒီတစ်ပတ်တာမှာဘာကြောင့်လဲဆိုတော့အလုပ်တွေနဲ့နော်ဝေးကြီးကိစ္စတွေနဲ့စကားပြောဆိုရမယ့်ကိစ္စလေးတွေနဲ့အရင်ရှုပ်ထွေးပြီးတော့မှမအေးချမ်းသေးဘူးလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့ကံအားနေပါတယ်။ဒါပေမဲ့ထီထိုးကံဆန်းကျင်နေဆိုရင်တော့၃ညတစ်လုံးထီထိုးကံဆန်းလို့ရပါတယ်။ ဝေးချင်းနဲ့ပတ်သက်ပြီးတော့ကိုပြောဆိုထားတဲ့ကိစ္စလေးတွေပြည်လည်သွားမယ်အောင်မြင်သွားမယ်လို့ပြောရပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပုံပန်ဆရာကိုကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပုံပန်မှုမျိုးမတွေ့ရပဲနဲ့မေတော်တဘာဝကဆောင်းလျှောက်တကယ်သူမိမိခက်ခဲနေတဲ့အရာတိုင်းမှာဆူတောင်းတိုင်တယ်လိုက်ပြီဆိုတာနဲ့အရာရာအဆင်ပြေသွားမယ်လို့တွေ့ရပါတယ်။ဒီတော့စနေသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ဖြစ်စီရည်ရည်ရအောင်ကောင်းလေးဆရာမပေးချင်ပါတယ်။ စရိသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်ရည်ရာကငားငားကောင်လှုပ်ပေးပါပြီးရင်ဘယ်မဲတော်ပဲဖြစ်ဖြစ်မဲတော်တွေကိုတတိဆုံးကတ်လို့ပူဇော်ခြင်းဖြင့်မိမိခက်ခဲနေတဲ့တစ်ဖက်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေးရပါတယ်ရှင်